ကန်အဲ့ဆိုရင်စမယ်ဗျာပထမဦးဆုံးကျွန်တော်တို့ပြောမယ့်အကြောင်းအရာကတော့ဟိုဟာတာကေရူနဲ့ရော့ထန်ရဲ့အကြောင်းပါခင်ဗျာတရားလေးပါနော်တာကေရူနဲ့ရော့ထန်ရဲ့အကြောင်းပါဒီပွဲမှာ rock tan ကသိန်း2000ကျော်အခုကျွန်တော်ပြောသွားမယ့်ဟာတွေကတော့မြန်မာကျပ်နေပါတော့။အာတို့ကတော့ဒီအဲဒေါ်လာနဲ့အဲပေါ်ပြထားတာရှိတယ်ပြီးရင် ဒီဘန်ဝင်နေပါတော့ time bank ဝင်နေဖော်ပြထားတာရှိတယ်။ဒါပေမဲ့ကျွန်တော်ကတော့လက်ရှိပေါ့စေအရာအာခံမှန်းချေပေါ့နော်။အာအနည်းဆက်ဆုံးခံမှန်းချေပေါ့နော်။အဲ့ဒီဟိုဟာ amount ကိုကျွန်တော်မြန်မာကျပ်နဲ့ပဲပြောတော့မှာဖြစ်ပါတယ်။ဘာလို့ဆိုရင်တချို့ညီကိုရီးယားဟိုဟာဒေါ်လာနဲ့ပြောပြီဆိုရင်လာပြီးတော့ comment လေးလို့ရှိတယ်ဗျာတမလား။အာဟိုဟာနဲ့ပြောရဲပါဒီကျန်ငွေနဲ့ဆိုဘယ်လောက်ဖြစ်မလဲအဲ့လိုမျိုးပေါ့နော်။လာ comment လေးလို့ရှိနေလို့ပါအဲ့ဒါကြောင့်။အဲ့တော့ဒီပွဲမှာ rock tan က သိန်း2000ဝန်းကျင်ရရှိသွားပါတယ်တကယ်ကိုများတဲ့ပမာဏပါခင်ဗျပုံမှန်ဆိုရင်သူသိန်းတတောင်းကြော်ကြော်ပေါ့နော်မြန်မာငွေနဲ့သိန်းတတောင်းကြော်အဲ့လောက်ပဲရတယ်ဒီပွဲမှာကသူသိန်း2000ဝန်းကျင်ကိုရရှိသွားတာဖြစ်ပါတယ်ဒီပမာဏကတော့တကယ်ကိုများတဲ့ငွေပမာဏပါပဲဟုတ်ပြီအဲ့တော့တာကီရိုတာကီရိုကဘယ်လောက်ရမလဲဆိုတာတော့ကျွန်တော်ပြောတဲ့ဟိုဟာကဒီ Bangkok Post မှာသူတို့ ပြန်ပြီးတော့အာရှင်းတန်းပေါ့နော်ရှင်းတန်းထုတ်ထားတဲ့ဟာတွေပေါ့နော်ဒီတာကေရူကမလဲဆိုရင်တာကေရူရဲ့ငွေအမောင်းကတော့တို့တို့ပေါ်ပြထားတာပါနေတော့မရှိဘူး data အချက်လက်လဲရှာလို့တော့မရဘူးဒါပေမဲ့ကျွန်တော်တို့ခန့်မှန်းလို့ရပါတယ်တာကေရူကအားလုံးထက်တောင်မှပုံများနိုင်ပါတယ်သူ့ရဲ့ထုတ်ကြရပေါ့နော်ပုံမှန်အနေထားနဲ့ဆိုရင်တော့မှ rotation တောင်ပုံများနိုင်တယ်ဒါပေမဲ့ rotation က bonus ဒီဒေါ်လာ9000ရသွားတော့သူကတော့မြန်မာငွေနဲ့ဆိုတော့3000ဝန်းကျင်ရရှိသွားတော့ပေါ့နော်အဲ့တော့ Takeru ကကျွန်တော်ခံမှန်းတာပေါ့နော် Takeru က Rock Tan အတွက်ဟိုမလုံးဝမနေတော့ပါဘူးခင်ဗျသူထက်တော့ပုံများနိုင်ပါတယ် Takeru ကပါလို့ဆိုရင်အရင်တစ်ခေါက်လည်းပြောပြီးတာဖြစ်တယ် Takeru ကအရင် tension ရင်းနဲ့ထိုးတဲ့ပွဲမှာသူ့ရဲ့အဝင်ငွေပေါ့နော်သူတက်ရောက်တဲ့ရရှိတဲ့ဝင်ငွေကဟိုသိန်း9000 3000တောင်းဝန်းကျင်ရှိပါတယ်။ဒါကြီးလို့တက်ရောက်တဲ့ရတဲ့ခါပေါ့နော်သူ့ရဲ့ပြိုင်ဘက် tension ကအစ်ထက်တောင်ပိုများတယ်အများကြီးပဲ။အဲ့တော့ပြောမယ်ဆိုရင်အခုဒီဒီတစ်ပတ်မှာလွန်ခဲ့တဲ့ပတ်မှာကျင်းပသွားတဲ့ဂျပန်ပွဲစဉ်တွေကိုပြန်ပြောမယ်ဆိုရင်တို့ Bangkok Post ရဲ့ဒီထုတ်ပြန်ချက်အရာပေါ့နော်ထုတ်ပြန်ချက်အရာကတော့အာရုံဝင်ကျေးပေါ့နော်တို့ ticket ticket ရောင်းရငွေအားလုံးပေါင်းလိုက်မယ်ဆိုရင်တို့ကတော့ အာ2 million ပေါ့နော် US dollar 2 million မြန်မာဝင်လဲဆိုတော့3 9000နဲ့သိန်းပေါင်း3000ကျော်ကျော်လောက်ပေါ့နော်အဲဝင်ချင်းတော့ရှိပါတယ်အဲ့တော့တို့ကဒီ ticket ဆဲအဲအနေနဲ့ပဲတို့ကရရှိတာပေါ့နော်ငွေပမာဏကျန်တဲ့ sponsor charges တွေရှိမယ် sponsor charges ရှိမယ်ပြီးရင်တခြားရုပ်တံ line တွေတို့ရောင်းရတဲ့ဟာတွေလည်းရှိမယ်ဗျာအများကြီးပါပဲเนาะအကုန်လုံးတွက်လိုက်မယ်ဆိုတော့အများကြီးပါပဲအဲ့ ဒါမဲ့သူတို့ဘက်ကတော့ဒီဂျပန်မှာရောင်းရတဲ့အဲဒီလက်မှတ်ရောင်းရတဲ့ဟာပဲသူတို့အရှင်းတန်းထုတ်တာဖြစ်တယ်အဲ့ဒါကတော့အကောင်လုံးဆိုရင်မြန်မာငွေနဲ့ဆိုရင်3900ကျော်3000တော့3000ပေါ့နော်အဲ့လောက်ဝန်းကျင်ရှိပါတယ်ခင်ဗျအဲ့တော့အပြီးခဲ့တဲ့ဘက်ကတကယ်ကိုဝင်ဝင်များတဲ့အပွဲပါပဲဝင်ဝင်များတယ်ဆိုပေမဲ့ကျွန်တော်တို့ဒီအာထိုင်းနိုင်ငံမှာကျင်းပတဲ့အပွဲပေါ့နော် ပန်ခေါက်မှာပုံမှန်ကျင်းပတဲ့ပွဲနဲ့ရှင်လိုက်မယ်ဆိုတော့များပါတယ်။အဲ့ဒီအမှောက်မှာများပါတယ်။ဒါပေမဲ့ဂျပန်မှာဆိုရင်တော့အရင်ကြီးများတယ်လို့လည်းပြောလို့မရပါဘူးခင်ဗျာ။ဘာလို့ဆိုရင်အဲ့ဒါပုံမှန်အနေထားပဲဖြစ်ပါတယ်။တခြား promotion တွေမှာလည်းအဲပုံမှန်တို့ဝင်ငွေပေါ့နော်။ပုံမှန်တို့အဲရနိုင်ကြအခြေအနေမှာပဲရှိပါသေးတယ်။အဲ့တော့ပြောချင်တာကတော့ပုံမှန်အခြေအနေပဲရှိသေးတယ်။ one championship ကတော့သူတို့ရဲ့အဆုံးအမြတ်ဆိုတာကတော့ ခြေလန်းပေါ့နော်ပထမခြေလန်းဂျပန်မှာပထမခြေလန်းအစပြိုးလိုက်နိုင်တာပါပဲအဲ့ဒါတော့သူတို့ရဲ့အမျက်ပေါ့နော်နောက်ထပ်ပြီးတော့ဂျပန်ချန်ပီယံလည်းနှစ်ယောက်ဖြစ်သွားတယ်အဲ့တော့ပို့ပြီးတော့ဟိုဟာပြန်ပွဲတွေဗျာအမေရိကန်မှာဆိုရင်သူတို့ကအကုန်ကြများတယ်ပြီးရင်တနစ်ကုံမှာသူတို့နှစ်ပွဲလောက်ပဲတွားပြီးတော့အချင်းပါနိုင်ခြင်းရှိတာပေါ့နော်အဲ့တော့ဂျပန်မှာဆိုတော့ပို့ပြီးတော့များမှာပေါ့ဗျာအဲ့တော့သူဥထကြီးချက်တွေသူ့ရဲ့ အဲနေမြန်လည်းဖြစ်တယ်သူလည်းဂျပန်စကားကျွမ်းကျင်ပြောတတ်တယ်တဲ့သူအမေကလည်းဂျပန်ဆိုတော့လေအဲ့တော့အဲသူလည်းဒီဂျပန်တွင်နဲ့အခြေဆက်ရှိပြီးတော့တနည်းအတွင်းမှာပွဲပြောမှဆိုများသူတို့ထုတ်ပြန်တာတော့မရှိဘူးဒါပေမဲ့အများကြီးပေါ့နော်ဒီ American နိုင်ငံထက်ရှင်တော့အများကြီးသူတို့ကျင်းပနိုင်မှာဖြစ်ပါတယ်အဲ့တော့အခုရတဲ့ဝင်ခွင့်ကလည်းမစိုးတဲ့မစိုးဘူးဆိုတဲ့အခြေအနေပေါ့နော် နော်အရင်ကြီးများတဲ့အထက်မှာလည်းမပါဘူးနော်အရင်နေတဲ့အထက်မှာလည်းမပါအဲ့တော့မစိုးဘူးဆိုတဲ့အနေထားမှာရှိတယ်အဲ့တော့ပွဲအများကြီးကျင်းပနိုင်ရင်တော့သူ့အတွက်တွတ်ချင်အကင်မှာဖြစ်ပါတယ်အဲ့တော့လုံခဲ့တဲ့ပွဲရဲ့အတွက်ပေါ့နော်ခုနပြောခဲ့တဲ့အတိုင်းပဲဒီ ticket sale only ပေါ့နော် DNR ကတော့ဒီ3900ကျော်ဘောနော်အဲ့တော့ဝင်ကျင်ရှိတယ်တာဂဲရူရဲ့အထိုးကျဲပေါ့နော်အာတာဂဲရူကအရင်တန်ရှင်းမှာတန်ရှင်းနဲ့ထိုးခဲ့တော့မှလည်းပြောမှဆိုရင်ဗျာ ဒီဒီတစ်ခေါက်ရောင်းရတဲ့ပတ်စံငွေပမာဏအကုန်လုံးတာဂက်လိုရတဲ့ပုံစံမျိုးဖြစ်နေတယ်။အရင်ပွဲမှာပြောတာနော်တာဂက်လိုအရင်ပွဲမှာတန်ရှင်းနဲ့ထိုးခဲ့တဲ့ပွဲမှာအဲ့လိုထိပတ်စံရတာ။ဒါပေမဲ့အဲ့လိုမျိုးပွဲကြတော့အတူတက်တက်မှာတစ်ခါလောက်နှစ်ခါလောက်ပေါ့နော်အဲ့လိုမျိုးပဲအဲဖြစ်နိုင်တယ်ရှိတာပေါ့နော်ပွဲဖြစ်နိုင်တယ်ရှိတယ်။အဲ့လိုမျိုးပွဲကြီးတွေကတော့ဝင်ဝင်များတဲ့ပွဲကြီးတွေကတော့အရင်ကြီးအေဟွာကစားတမတယောက်တော့ပေါ့နော်အရင်ကြီးတော့မကစားနိုင်ဘူးပေါ့နော်အဲ့လိုမျိုးတော့ရှိပါတယ်။ အခြားမေဝတာတို့ပါတော့ဘောနော်အဲ့လိုမျိုးဒီဥရောပအာ data တော့ပြင် American မှာဘောနော်အဲ့လိုမျိုး data မှာတော့ရှာနေကြတာပါပဲဒါမဲ့ကျွန်တော်တို့ Japan မှာတော့အဲ့လိုမျိုးပေါ်ရတော့ဒါကြီးတော့လည်းတပွဲနှစ်ပွဲလောက်ပဲထိုးခဲ့ရတာဘောနော်ဝင်ဝင်အဲ့လောက်များတယ်ငွေပမာဏကအခု one championship မှာတော့ rock town နဲ့ဝင်းကျင်ပေါ့နော်သူနဲ့တိုးတက် တော့မနေစေအောင်တင်ချတယ်။ဒါဆိုရင်အဲတာကဲတို့နဲ့တာကဲတို့နဲ့ ဂျပန်ဈေးကွက်ဖောက်တဲ့အနေထားပေါ့နော်ဒါပေမဲ့အာဂျပန်တွေကတော့ကြည့်ချင်ပါပဲလေတခြားသူတို့ fighter ကြီးရှုံးရင်ရှုံးရပါဗျာသူတို့ရဲ့ hero ကြီးတကယ်လို့တော့နိုင်စေချင်တာအမှန်ပဲအလုံးလဲစောင့်မြော်နေတာမဟုတ်တနိုင်ငံလုံးလဲစောင့်မြော်နေတယ်ဒါပေမဲ့အထူးအချိန်တွေကတော့ဒီ rock town ရဲ့ချက်ကောင်းထိတယ်ဗျာနော် left hook ပုံစံမျိုးဖြစ်သွားတယ်အဲ့တစ်ချက်တင်နေပဲအမောက်သိပ်ခံရရတယ်အဲ့တော့စိတ်တော့မကောင်းဘူးဗျာ အရင်ကြီးမျောမှန်းထားတာလေဂျပန်လေဂျပန်ပြည်တက်တွေမျောမှန်းထားတဲ့ပုံစံမျိုးတော့ဖြစ်မလာခင်ဘူးတို့တို့မျောမှန်းထားတာလောကအကျိတ်နဲ့ရှုံးရင်တောင်မှအကျိတ်နဲ့ဗျာငါးချီချီအဲ့ဒါကြောင့်တို့တို့လည်းငါးချီချီဥက္ကဋ္ဌကြီးကလည်းငါးချီချီပေးထားတာပေါ့နော်ဒီပွဲကိုဒါပေမဲ့တို့မျောမှန်းထားတယ်လို့ဖြစ်မလာခင်ဘူးဥက္ကဋ္ဌကြီးချက်ထရီအတွက်လည်းအရင်ကြီးအစင်မပြေဘူးလို့တော့ပြောလို့ရပါတယ်ဒီပွဲအနေထားပါနော် ဒါမဲ့ rock town တော့တော့လုံးဝကိုက်တယ်ဗျာဒါမဲ့3000တောင်းဝင်းကျင်မြန်မာငွေနဲ့ဆို3000ဝင်းကျင်ကိုရရှိတော့ဖြစ်ပါတယ်ဟောခါတိုင်းလည်းသူတွေ့နေကြပါနော် online တွေမှာရွှေတွေဝယ်လိုက်ခြံတွေဝယ်လိုက်ကားတွေဝယ်လိုက်ပါအဲ့လိုမျိုးလုပ်နေရအောင်နော်ခဏခဏတွေ့နေရပဲဒီကောင်းတော့ပါလေလာဝယ်မဲလို့မသိဘူးနော် rock town ဟောတော်လေးအဆင်ပြေပါတယ်ပြောမယ်ဆိုရင် rock town ကတော့တကယ့် ထိုင်းနိုင်ငံရဲ့ပြရော်ပေါ့နော်ငွေထိုင်းဆိုရင်ငွေထိုင်းလို့ပြောလိုက်တာနဲ့အမ် rock town ကတော့အလုံးတိပြတကဘာလုံးတိပြတာအမေရိကန်မှာလည်း British ရှိတယ်ပြီးရင်ဂျပန်မှာလည်းအများကြီးပဲကျွန်တော်တို့တွေးခရပဲဒါအတိုင်းပဲပေါ့နော် British တွေကအများကြီးရှိပါတယ်ပြီးတော့ထိုးကျဲလည်းအရင်မြင်တယ် rock town ကတော့ rock town မှာပဲလို့နော်မြန်မာ British တွေလည်းအရင်ကိုကြိုက်တဲ့ fighter ကြီးဖြစ်ပါတယ် rock town က Okay အဲ့တော့သူတို့ညောင်ရဲ့ထိုးကျဲအကြောင်းကိုကျွန်တော်ပြောသွားတာဖြစ်ပါတယ်လို့ ကောင်းမှန်ခဲ့ကြပါတော့ညီကိုတွေဟိုတိချင်တာလည်းရှိရင်ကျွန်တော်လည်းအဲတင်းတလောပေါ့နော်လေးလာထားမိတလောတော့အပြင်လေပြောပြတော့မှာဖြစ်ပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ပါလေဆိုရင်ခေါင်းထဲကလေ live နဲ့တော့ line မကောင်းလို့ကျွန်တော်ရက်လိုက်ရတယ်။ဒီနေ့တော့ဘယ်လိုအခြေအနေရှိလဲကြာ။ဒီနေ့တော့မဆိုးဘူးနော် line တော့တွေ့ရတယ်။ Okay မဆိုးလို့ပြောလို့ရတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ပါလေဆိုရင်ဟောပါ အာဆိုးကြီးရဲ့အကြောင်းပေါ့နော်ခါတိုင်းသူ live လွှင့်တာလဲကျွန်တော်လည်းကြည့်ဖြစ်တယ်ညီကိုလည်းကြည့်ဖြစ်ကြပါပါ ြောသွားတာတော့အများကြီးပါเนาะ live မှာရေကိုရင်ပရိတ်အတိကတော့ပရိတ်တ်တွေမေးမြန်းတဲ့ဟာတွေကိုစိုးကြီးရဖြေသွားတာပေါ့เนาะအဲ့တော့ကျွန်တော်တွေ့လာတာကျွန်တော်စိတ်ဝင်စားဆုံးကပါလဲဆိုရင်အခုလာမယ့် August လမှာ August 2ရက်နေ့ပေါ့เนาะမြန်မာနဲ့ဆိုရင် August 2ရက်နေ့မှာသူ American နိုင်ငံမှာ Harrison နဲ့ထိုးပွဲရှိတယ်လုံးဝအပွဲကြီးပွဲကောင်းစိုးကြီးလိုမျိုး fighter ပေါ့မှာဖိတ်ခေါ်တာပေါ့เนาะမြန်မာ fighter တွေအဲထဲမှာတော့စိုးကြီးတော့တကယ် အောင်မြင်ဆုံးလို့ပြောလို့ရတယ်လက်ရှိအချိန်မှာเนาะဝမ်းချန်ရှိမှာကျွန်တော်ဆိုကြီးကဘာဖြေတော့လဲဆိုရင်ကျွန်တော်လည်းစိတ်ဝင်စားနေကြည်နေပါလေဆိုရင်ဒီ hydration test နဲ့ပတ်သက်တဲ့ဟာပေါ့เนาะပရိတ်သတ်တရားလည်းသူ့ကိုမေးမြန်းတာလည်းရှိတယ်အာဒီတစ်ခါတော့ hydration test အဆင်ပြေအောင်ပေါ့เนาะအဓိကတော့ဒီ nutritionist တွေဟာပေါ့အာဟာရဗေဒနဲ့ပတ်သက်တဲ့ကျွမ်းကျင်တွေနဲ့အဲတိုင်တေချာငါးဖို့ပေါ့နော် sorry တော့မဟာ မငားနိုင်တော့မှာဗျာမငားနိုင်တော့မှာဆွင်းလွှဲတိုင်ပြင်တာတော့ဘောနော်အဲ့လိုမျိုးဟိုကမေးခွန်းပေါ့နော်ပြိတ္တတယောက်ကမေးသွားတယ်အဲ့ဒီမှာကိုအဆိုးလင်းဥပါပြပြင်ဖြေသွားလိမ့်ဆိုရင်ဒီတပွဲကအရေးကြီးရယ်သူလည်း hydration test အောင်ဖို့အတွက်နားလေတက်ကြွနေတူရည်နဲ့သူလည်းမေးမြန်းပြီးတော့ပေါ့နော်မေးမြန်းပြီးတော့ဟိုအလုံဆောင်သွားမယ်ဆိုပြီးတော့ဖြေချတော့တွေ့တယ် တခြားလည်းအများကြီးဖြေသွားပါတယ်တခြားအကြောင်းရတယ်ဒါပေမဲ့ကျွန်တော်စိတ်အဝင်စားဆုံးတော့ဒီဒီအကြောင်းရပါတော့ကျွန်တော်တို့လည်းအဲအများကြီးပြောနေမြေပရိတ်တ်တွေတချို့ကလည်းဝေဖန်နေတာရှိတယ်ဒါပေမဲ့အဲ့ဒါတော့ပရိတ်တ်တွေကတော့ဝေဖန်ပါတော့လည်းဟောပြောဒီပြောပေါ့နော်အဲ့လိုမျိုးပေါ့ဒါပေမဲ့တချို့ကတော့တိုက်ခိုက်ရတိုက်ခိုက်ပြောဆိုတဲ့ပုံစံမျိုးအဲ့ဒါတော့မကောင်းပါဘူးနော်အဲ့တော့အခုဒီ World Cup 9ကိုကြည့်နေတဲ့ညီကိုလေးလည်းအဲ့လိုမျိုးတော့ဟောဟွာ ဇော်ကားတဲ့ပုံစံမျိုးပေါ့နော်ဟိုစာမတက်ပင်မတက်အဲ့လိုမျိုးပုံစံမျိုးတော့တွားမှပြောကြတယ်ပေါ့နော်ဘာလို့ဆိုရင်အဲမကောင်းဗျာပြောမှလည်းအဲ့လိုမျိုးကြတော့လေတဲ့လားဝေဖန်တာထောက်ပြတာတော့အဆင်ပြေပါတယ်အဲ့လိုတော့အဆင်ပြေပါအခုစိုးကြီးကိုလည်းအဲ့လိုမျိုးထောက်ပြတော့တော့ပေါ့နော်အဲ့တော့စိုးကြီးကလည်းခုနကပြောတဲ့အတိုင်းပဲတက်ကြွတဲ့တူဝင်နဲ့သူမေးမြန်းပြီးတော့ဟောဒီပွဲတော့ hydration test လဲအောင်ဖို့အတွက်ပေါ့နော်တော်တော့ဘာလဲ hydrogen လားမသိဘူးပြောပါနော် hydration test လဲအောင်ဖို့အတွက်သူလည်းစီစဉ်သွားမယ်ဆိုပြီးတော့ဖြေချသွားတာဖြစ်ပါတယ် ကျွန်တော်တကယ်တော်လေးကိုတဘောကြပါအေးအော်ဘောနော်အဲ့တော့ဟုတ်ကဲ့ hydration test ကလွယ်လားဆိုမလွယ်ပါဘူးမဟုတ်ရင်အဲ့လောက်ထိလွယ်ရင်တော့လူတိုင်းကလုံနေအောင်တဲ့မှာအဲ့တော့ hydration test ကမလွယ်ဘူးတကယ်ကျွမ်းကျင်တဲ့ဆရာတွေနဲ့ပညာရှင်တွေနဲ့ငားဖို့ဆိုတာကမလွယ်ဘူးဒါပေမဲ့တချို့အကျင့်တွေမှာကျတော့ဟောပါဗျာဒီပညာရှင်တွေကလည်းတချို့ကတော့ပတ်စံအများကြီးအေးယူတယ်ပြီးတော့မှဟိုဟာ ဝန်ဆောင်မှုလည်းတော်တော်လေးကောင်းတဲ့ဝန်ဆောင်မှုတွေပေးကြတာပေါ့နော်အဲ့လိုမျိုးလို့ရှိတယ်ဒါပေမဲ့တချို့ဂျင်တွေတွေမှာတော့သူတို့ဟိုဟာအသေးစိတ်လိုက်ပြီးတော့ပြောတာလေအသေးစိတ်အဲ့လိုမျိုးလုပ်တာတွေတော့မရှိဘူးဒါပေမဲ့သူတို့ဘက်ကညွှန်ကြားတဲ့ဒီအစားတောက်ပိုင်းပေါ့နော်သူတို့ပေးတဲ့အစားတောက်ပိုင်းကိုတော့ဟိုဟာတတိချေချာပေါ့ဟိုကျွေးလည်းရှိတယ်အဲ့လိုမျိုးပြင်ဆင်ပေးလို့ရှိတယ်ပေါ့နော်အပြောမစအကုန်ကြနေနေတက်တာပဲဗျာအဲ့ဒါကြတော့လေအဲ့တော့အဲ့တော့ အဓိကတော့တို့တို့ရဲ့အခန္ဓာကိုယ်ပုံစံတိဆောက်ပုံဟိုပြီးတော့တို့တို့ရဲ့အစီဘလောက်များတဲ့အပုံပါပေါ့နော်တို့ခန္ဓာကိုယ်အခြေအနေကိုကြည့်ပြီးတော့တို့အဆန်းစစ်စံတက်ပြီးတော့တို့ကကြွေးတာဖြစ်ပါတယ်ဒါမဲ့အဲ့ထက် professional ပို့ကြမယ်ဆိုရင်အဲ့ဒါတော့တက်တာလည်းဟာပြောတာပေါ့နော်မြန်မာနိုင်ငံမှာလည်းရှိပါတယ်ဗျာဒီ င် nutritionist နဲ့ပတ်သက်တဲ့ဟာတွေဒါပေမဲ့အများပိုင်းကတော့ဒီ comfort sport နဲ့မဟုတ်ဘူးဗျာတို့ကတော့ဒီဒီ gym မှာအဲဘလာတောင်းခြင်းနဲ့လူတွေတက်မှာပြီးတော့ weight ချခြင်းနဲ့လူတွေအဲပြီးတော့မှတကယ်ယောယောဂလုပ်တဲ့လူတွေပေါ့နော်အဲ့လိုမျိုးတွေပေါ့အဲမှာကျတော့ fitness ဘိုင်းမှာအဓိကကျွန်တော်ပြောချင်တာ fitness ဘိုင်းမှာတို့ gym nutritionist တွေများတယ်ဗျာဒါပေမဲ့ဒီ comfort sport တိတန့်အတွက်ကတော့ 음ရှိတော့ရှိမှာပါဒါကျွန်တော်လည်းမသိဘူးတိရရှိတယ်ဒါပေမဲ့ရှားတယ်ပေါ့နော်အဲ့လိုမျိုးပေါ့တကယ်ကိုကျွမ်းကျင်နေလို့တော့ရှားတယ်အဲ့တော့ပုံမှန်အခြေအနေရဆိုရင်အဲဈေးရလည်းများပါတယ်ဒီ nutritionist တွေကတွားပြီးတော့တိုင်ပင်ဆွေးနွေးမယ်အဲ့လိုမျိုးလုပ်မယ်ဆိုမြန်မာငွေ9သိန်းရတယ်10သိန်းဝင်းကျင်ပေါ့နော်10သိန်းကြော့ကြော့ပေါ့နော်အဲ့ဒီဝင်းကျင်လောက်တိရှိပါတယ်အဲ့ဒါတစ်ကြိမ်ပဲနော်တစ်ကြိမ်နဲ့တွားပြီးတော့ဆွေးနွေးရေးတဲ့ဟာပေါ့နော်တွားပြတဲ့ဟာလည်းအဲ့လောက်တိရှိပါတယ်ပြီးတော့မှ အာတူရဘကနဲ့ပြန်လဲကျွေးမွေးလာတဲ့ပုံစံမျိုးအစားအတော့ဆိုရင်တနက်ကိုမြန်မာဝင်8000တသိန်းဝင်ချင်အဲ့လိုတွေရှိပါတယ်အဲ့တော့အချိန်ပေးရမယ်ပြီးအကုန်ကြောင့်လည်းခံရရတယ်လွယ်တော့မလွယ်ပါဘူးအဲ့လိုမျိုးတော့ရှိပါတယ်အဲ့ဒါတော့တာမန်ပေါ့နော်ဒါပေမဲ့ compass form ကကြတော့တည်တံ့သွားခြင်းနဲ့လို့ကြတော့ package ကတမျိုးပြန်ဖြစ်သွားပြီဗျာ ဒီ Peter Miller ပေါ့နော်ဒီ One Transition နဲ့အဖွဲ့အစည်းနဲ့ join ပြီးတော့လုပ်နေတဲ့အကြောင်းတော့ဒီဒီတယောက်ပေါ့ကျွန်တော်လည်းပြတော့ပေါ့နော်ဒီတယောက်ပေါ့အားလုံးလည်းတွေ့ပြီးသားဖြစ်မှာဒီမှာ Peter Miller ပေါ့နော်ဒီကနေဟိုချန်ပီယံတွေနဲ့လည်းသူဟိုအများကြီးဟိုအဆင်ပြေတယ်လို့ပေါ့နော်အဲ့လိုမျိုးပေါ့ ဲ့တော့သူကလည်းဒီလိုမျိုးပါအစားတောက်လေးကမှကြည့်လိုက်အစားတောက်လေးမျိုးစုံပါမယ်သူလည်းကြည်ကြည်ပြီးတယ်အဲ့လိုမျိုးပါအဲ့တော့ compress mode မှာကျွန်တော်တို့ကဒီ package တွေရှိတယ်ဗျ package တွေကျွန်တော်လေးလာထားသလောက်ပေါ့နော်တို့က package တွေရှိတယ်ငွေ amount အားဖြင့်တော့ကျွန်တော်တို့ကမပြောတတ်ဘူးဒီ not not 3လေးလားတော့မှာပြန်ပိုးမှုရှိတယ်တကယ်ကိုဟိုပွဲကြီးပွဲကောင်းထိုးဖို့ရှိတယ်ဆိုရင်အဲ့လိုမျိုးဆိုရင်အကြံဗျာအခုပြောမှဆိုရင် rock tower ဥပမာအနည်းဆုံးပြောမှာဆိုတော့ rock tanson လဲပွဲကြီးပွဲကောင်းရှိတယ်ဆိုရင်သူ hydration test on ကိုလုပ်ဆောင်ခဲ့တယ်တကယ်လည်းအဆင်ပြေသွားပါတယ်နော်အဲ့တော့လုံးဝ bonus တောင်ရပြီအခုဆိုရင်လုံးဝအာသိန်း1000ဝန်းကျင်အထိကိုရှာနိုင်ခဲ့တယ်ဗျာဒီပွဲမှာဟုတ်လားအကုန်ကြလည်းများပါတော့တေချာလိုက်ဒါပေမဲ့အဲ့ထပ်ပို့ပြီးတော့ကြီးမားတဲ့အရလက်ပေါ့နော်သူရရှိခဲ့တာဗျာအဲ့တော့လုံးတော့လုံးတင်ပါတယ်နော် ဟုတ်ပြီခုနကပြောတဲ့ package အတိုင်းဆိုရင်ဒီပြန်ပွင့်ဝင်ရှင်တဲ့လူကျတော့ package ရှိတယ်ပြီးရင်ပုံမှန်ဟာသူ့ခန္ဓာကိုယ်အချိုးစားပုံစံပြောင်းရှင်အစီချရှင်တဲ့လူလည်းအဲ့လိုမျိုးပုံစံပေါ့နော်ဟောဒီအဲတိုက်ခိုက်ရေလောကလည်းဖြစ်တယ်ဆိုရင်တို့ရောကတော့အာတို့စီဆက်တွေ့ခိုင်းတယ်ပြီးတော့ပေမနေလည်းပေါ့နော်တကယ်လို့ဝေးတဲ့နေရာမှာဆိုရင်တို့ညွှန်ကြားချက်အတိုင်းလှုပ်ဆောင်ပေးတယ်ပေါ့နော်အဲ့လိုမျိုးတွေရှိပါတယ်အဲ့တော့ အပုံမှန်ကစားခြင်းတဲ့လူတွေလည်းသူတို့ ਨੇ ဒီအာဟာရဗေဒဆိုင်တဲ့ nutritionist နဲ့တခြားတိုင်ပြီးတော့အာစားတော့လို့ရပါပဲเนาะကျန်းမာရေးလည်းကောင်းပါလေတဲ့မှာပြီးတော့မှဒီအားကစားသမားမဟုတ်ရင်တော့ပုံမှန်လူတွေလည်းသူတို့ ਨੇ ဆက်ပြီးတော့ဆက်သွယ်လို့လည်းရပါတယ်အဲ့လိုမျိုးအခြေအနေရှိပါပြီးတော့နောက်တစ်မျိုးကမှလည်းဆိုင်ရခုနပြောထားတာပုံမှန်လူတွေပေါ့เนาะပြီးအားကစားသမားတွေပါပြီးရင်ဒီ fight camp ဝင်မဲ့လူတွေပေါ့เนาะ camp ်တွန်းခံမဲ့လူတွေအဲ့လိုမျိုးပါတယ်ပြီးတော့မှရှိပါသေးတယ်သူတို့မှာကဗာလဲဆိုရင်ဒီပညာရှင်တယောက်အနေနဲ့ပေါ့နော်စိတ်ဝင်စားတဲ့ဖြစ်ချင်တဲ့လူတွေတွေ့တယ်သူတို့အဆင်မနာလုပ်ပေးရရှိကြတယ်တနအာဘေလာမှာတော့အာလူလူလူနည်းနည်းများလာပြီဆိုတော့တို့ဘက်ကနေဒီအာဟာရဗေဒနဲ့ပတ်သက်တဲ့ဟာတွေ compress sport နဲ့ပတ်သက်တဲ့ဟာတွေတို့ကဆင်မနာတွေလုပ်ပေးတာတွေပါလို့ရှိတယ်အဲ့လိုမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒါတော့ကျွန်တော်တွေ့ရှိခဲ့တဲ့ဟာတွေပေါ့တို့ဘက်ကပေးတဲ့ service တွေရဲ့ ပြီးရင်အခြားဟာတွေပေါ့နော်အဲ့တော့ service အများကြီးတော့တို့ပေးနေတာတွေ့ရပါတယ်အဲ့တော့ကျွန်တော်ကတော့ပျော်ပါတယ်ဆိုကြီးတမ်းမိဆိုကြီးကအဲ့လိုမျိုးပြောလာတော့လေကျွန်တော်ကတော့ပျော်ပါတယ်တကယ်လည်းလုံနိုင်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတော့ဟုတ်ပြီအဲ့တော့တို့ပေးတဲ့ပုံစံဆိုရင်ကျွန်တော်တို့ဟော predict တွေလည်းမြင်တော့အမြင်နဲ့ကြာပါ online ဒီမှာလေတွေ့နေကြဖြစ်မှာပါကျွန်တော်လည်းလိုက်ပြီးတော့စုံလမ်းကြည့်ရအောင်နော်အဲ့တော့ဒီဟာလေးပါခင်ဗျာ ဒီရလေးမပုံလေးပြပြမှာဒီရလေးပါမကြည့်လိုက်အာအဲ့လိုမျိုးတွေချွေးတော့ဘာမှပါဂျုံနေလားမသိဘူးအသားကြီးရောပါရောပင်းကြီးလားမသိဘူးအဲ့လိုမျိုးကျွန်တော်ပြောချင်တာတဲ့မော်စေးဘူးတွေပေါ့နော်ဘူးတွေဟာတယောက်တယောက်ကိုအာဒီ weight အပေါ်မူတွေပြောဘယ်လောက်လုံးလဲပေါ့နော်အဲ့တော့မကြည့်လိုက် rare ခနဲ rare ခနဲခွေးစာလိုမျိုး ခွေးစာအဲ့ဒီတည်းမျိုးခွေးစာအထုတ်လုံမျိုးလည်းတွေ့တယ်ကျွန်တော်တို့နားမလည်ဘူးပါရင်ပါရင်လည်းဟိုကျွန်တော်ပရိုတင်းပိုင်ရင်ခွေးကွာပါတော့အဲ့လိုမျိုးတွေအများကြီးရှိပါတယ်မှာသူတို့ကျွေးမွေးတဲ့ဟာတွေပါနော်အဲ့တော့ဒီလိုမျိုးကျွေးဖို့ဆိုရင်လည်းသူတို့ကအရင်ဆုံးလေ့လာရတယ်ဒီကစားသမားပြီးရင်ဒီလူရဲ့ခန္ဓာကိုယ်ပုံစံအစီဘလော့များတယ် အဲကြာတာတူတယ်ဘလောက်များတယ်ပြီးရင်နှလုံးခုံလုံးဘလို့အချိန်နဲ့ရှိရပေါ့နော်အဲ့လိုမျိုးတွေကတိတိကျကျကြည့်ပြီးတော့တို့ကချိန်ပြီးတော့ပဲကျွေးမွေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လက်ရှိအချိန်မှာတော့ rock town ပါမယ်နော် rock town ကတော့တကယ်ကို ရလက်ကောင်းရရှိတော့တဲ့တူဖြစ်ပါတယ် comment တစ်ခုတွေ့ပါမယ်